အင်အားပြင်းငလင်ကြောင့်နေပြည်တော်မှာရှိတဲ့မိသက်ယုံကျုံနဲ့မိသက်ဦးစီးမှုယုံမျှော်စင်ပြိုကြရာကလေးငယ်တအူကွဲလွန်ပြီးမိသက်တဖွဲ့ဝင်ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တဖွဲ့ကထုတ်ပြန်ပါတယ်။ငလင်လှုပ်ခတ်တဲ့မလ28ရက်မိုးတက်12:52မိနစ်မှာနေပြည်တော်မှာရှိတဲ့မိသက်ဦးစီးဌာနနေပြည်တော်ယုံကျုံနဲ့နေပြည်တော်မိသက်ဦးစီးမှုယုံအဆောက်အုံပေါ်မှာရှိတဲ့၅ဓာတ်မိသက်မျှော်စင်ပြိုကျပျက်စီးခဲ့ရာ မိသက်တပ်ဖွဲ့ဝင်ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကလေးငယ်တအူသေဆုံးခဲ့တာဖြစ်ပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့မိသက်ဦးစီးဌာနနေပြည်တော်ရုံးချုပ်နဲ့နေပြည်တော်မိသက်ဦးစီးမှုရုံးအဆောက်အုံပေါ်မှာရှိတဲ့ငါးတပ်မိသက်မျိုးစင်နဲ့မိသက်ယုံကြည်ကိုဧပြီ5ရက်မှာအနီးရရှိတဲ့အစာဦးအပေါ်ပိုင်းအစိပ်ပိုင်းတွေကိုဖြိုချပျက်စီးရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ဧပြီ6ရက်မှာလုပ်ငန်းစဉ်တွေအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှောက်ဖွေကေဆယ်ရေးတပ်ဖွဲ့က Stretcher Engineering နဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကအင်ဂျင်နီယာမိသက်တပ်ဖွဲ့တွေပူးပေါင်းပြီး Stretcher Assessment လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။